ပြည်ရဲမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာမုတ်တုံလေအားကောင်းရမှာ အားလုံးကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအတင်းတင်းမှာအားကောင်းနေပါမယ်။ဒီကနေ့မိုးနဲ့ချိန်ထိခမှန်းချက်အနေနဲ့ကတော့ကြားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာနှံပြမိုးထစ်ချုံရွာပြီး နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအရာရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မော်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမူတည်နိုင်ပါတယ်ရွာရာနှုံပြည်ဖြစ်ပါတယ်မိုးတိမ်တော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ် ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးဒိန်တော်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးဒိန်တော်များရွေးရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုထားပါတယ်မြန်မာပြည်နယ်ပြင်ခြေနေကတော့မြမကန်ရန်တခြားနယ်ကမ်းလွန်ပြည်နယ်ပြင်တို့မှာရံပန်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလှမ်းကြည့်ပါမယ်။ မိုးတက်လေပြင်းကြာရောက်စဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိုင်လင်း35မိုင် အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြမကန်ရန်တက်ရှောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့မှာကိုးပေမှာ73ပေကန့်ရှိနိုင်ပါတယ်။ဒီကနေ့နဲ့မနက်ဖြန်အတွက်ခမန်းကျဲအနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတင်ဒါရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထစ်ကြုံပြီးနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ နေပြောနဲ့နေတွားအတွက်ဒီကနေ့မွန်တက်ချိန်ဒီခမ်းမတ်ချက်အနေနဲ့ကတော့မိုးအတင်းတင်းထေချုံရွာပြီးတခါတည်းရန်တဲထန်နိုင်ပါတယ်ရွာရာနှုန်းပြည့်ဖြစ်ပါတယ်ရောင်ုံမျိုးနဲ့နေတွားအတွက်ဒီကနေ့မွန်တက်ချိန်ဒီခမ်းမတ်ချက်အနေနဲ့ကတော့မိုးအတင်းတင်းထေချုံရွာပြီးတခါတည်းရန်တဲထန်နိုင်ပါတယ်ရွာရာနှုန်းပြည့်ဖြစ်ပါတယ်မန္တလေးမျိုးနဲ့နေတွားအတွက်ဒီကနေ့မွန်တက်ချိန်ဒီခမ်းမတ်ချက်အနေနဲ့ကတော့မိုးတစ်ချိန်နှစ်ချိန်ထေချုံရွာပါမယ်ရွာရာနှုန်းပြည့်ဖြစ်ပါတယ်ခင်ဗျာ